စစ်ကောင်စီတရင်ပေးဟုယူဆရသူကိုအေးအေးယူရာတွင်တွားရောက်တက်ဖြတ်သည့်နီလန်းကျင့်သုံးကြသလိုဖန်းစီစစ်စေးတရားစွဲထောင်ချသည့်နီးကျင့်သုံးသည့်အဖွဲ့လည်းရှိနေသည့် New Line မတ်လ12ရက်နေ့နနက်ပိုင်းကပဲခူးတိုင်းအနောက်ချမ်းကျုပ်ပင်ကောင်းမြို့နန်းဝတီရွှေဆိုင်ပိုင်းရှင်မြို့သမီးသည် သူ၏သားငယ်မိခင်တို့နှင့်အတူရှိနေသည့် New Line ထိုအချိန်တွင်တနတ်သမားတို့ရောက်လာပြီးဆိုင်းပိုင်းရှင်အမျိုးသမီးကိုပြစ်တက်လိုက်ကြသည်နူလိုင်းထိုမျိုးသမီးဤခင်ပွန်းသည် ကိုလင်းလင်းထိုက်မှထိုနေရာတွင်ရှိမနေသဖြင့်အသက်ဘေးမှလွတ်မြောက်သွားသည်နူလိုင်းဘကူယိုမအခြေပြုပစံကပ္ပအဖွဲကရွှေဆိုင်ပိုင်းရှင်လင်မယားသည်ပြူစောထီးများဖြစ်သည်နင့်နာသည့်ပြည်သူတို့ကတိုင်းကြားထားသဖြင့်တွားရောက်တက်ဖြတ်ခြင်းဖြစ်သည်ခင်မွန်းသည်ကိုလင်းကိုလည်းတက်ဖြတ်သွားမည်ဟု Facebook တွင်နေတွင်ချင်းသတင်းထုတ်ပြန်သည် New Line New Line ဖြူစောတိဆိုဒီမှာစစ်တပ်ကနေကျင်ပေးထားသောပြည်သူစစ်များဖြစ်ပြီးလက်နက်ကင်တောင်းကျမ်းပူကြမှုလူရဲဖြက်စီးမှုများကြောင့်ပြည်သူတို့ဆက်ဆုပ်ယုံရှာနေကြသည် new line new line ကိုလင်းကနင်းတို့လင်မယားရံပြူခံရမှုအပုတ်ချပြောဆိုခံနေရမှုကြောင့်များစွာစိတ်မကောင်းဖြစ်မိသည်ထိုအဖွဲ့ဤသတင်းထုတ်ပြန်ဆွဆွဲမှုများမှာမှားရွေးနေသည်ဟုဇနီးသည်အသက်ခံရပြီးနောက်တနေ့ Facebook တွင်တုံ့ပြန်ရေးသားလိုက်သည် new line new line ငါတို့လင်မယားနဲ့ပတ်သက်လို့လဲတိကျသေးချာအောင်ထက်လေလာပြီးမင်းတို့လိပ်ပြမင်းတို့တတ်နိုင်ကြပါစေလုံနိုင်ကြပါစေဟုကိုလင်းကရေးသားထားသည် new line new line မင်းတို့အနေနဲ့တခုခုလုပ်တော့မယ်ဆိုရင်တော့တေချာအောင်တော့လေးလာတုံးတက်ကြဖို့ကွာ new line new line ကျိုးပင်ကောက်တွင်ပေါ်ပေါက်ခဲ့သောဤအမှုသည်ဒေတာအများပြားတွင်စစ်ကောင်စီဘက်တော်သားတရင်ပေးဟု ဆွဆွဲခံရသူကိုတွားရောက်တက်ဖြတ်မှုများစွာထဲမှလက်တတော်မှုတစ်ခုဖြစ်သည် new line new line ဆွဆွဲခံရသူတိုင်ကြားခံရသူတို့ကိုအေးအေးယူရာတွင်အစင်းစင်စုံစမ်းစစ်ဆေးပြီးမှဥပဒေအတိုင်းစီရင်သင့်သည်ဟုမိုင်မာနောက်ကဆက်ွယ်မင်းမြန်းခဲ့သောတော်လန်ရေးအင်အားစုထဲမှ ခေါင်းဆောင်တချို့ကပြောသည် new line ကျိုးပင်ကောင်းမျိုးတက်ဖြတ်မှုရွှေဆိုင်ပိုင်ရှင်အမျိုးသမီးကိုတက်ဖြတ်ခဲ့သည့်အဖွဲ၏တခွဲမှုတေဇမင်းကအင်းတို့သည်အမျိုးသားညီညွတ်ရေးအစိုးရနာ အမှတ်နှစ်စစ်ဒေသကွယ်ပကူးခရိုင်တရင်အမှတ်3900တက်လက်အောက်ခံတခွဲတစ်ခုဖြစ်ကြောင်းအင်းတို့ဒေသတွင်စစ်ကောင်စီဘက်တော်သားများကိုထိုသို့အေးအေးယူလေးရှိကြောင်းမိုင်းမာနာကိုပြောသည့် new line new line တာယာဝရီခရိုင်ထဲကတခွဲတွေအကုန်ပြန်လေ့လာကြည့်လို့ရပါတယ်ဒီတိုင်းပဲရှင်းလင်းကြတာပါယခုမရှင်ကနေမရနှစ်ယောက်လုံးရှင်းဖို့ပါနှစ်ယောက်မတွေ့တဲ့အတွက်တွေ့တဲ့သူရှင်းလင်းခဲ့တာပါခုက ပေါက်ရောက်တဲ့သူတွေဖြစ်နေလို့ဒီသတင်းကကြီးထွားသွားတာပါဟုမင်းကပြောသည် new line new line အင်ကိုဖြိုရင်ဓာတ်ကိုအရင်ဖြုတ်ရတာပါလက်နက်ခဲရန်ကတက်ဖွဲ့တက်ဖွဲ့မှနှစ်လက်လောက်ရှိတာစစ်ကောင်စီနဲ့ရှင်တိုက်ရင်ရဲဘော်တွေခြံနှင်းတယ်လို့ပဲဖြစ်မှာပါ new line new line အဖွဲ့၏ထုတ်ပြန်ချက်တွင်လည်းထိုလင်းမယားအကြောင်းနှင်နာသူပြည်သူတို့ကတိုင်းခြားထားသဖြင့်တက်ဖြတ်လိုက်သည်ဟုဖော်ပြထားသည် New Line New Line ဘကူတိုင်းအနောက်ချမ်းဒေသတွင်အခြေအနေများကိုစောင့်ကြည့်နေသည့်ဘကူတိုင်းလင်းပြန်ကြားရေးအဖွဲ့ဝင် ကိုလူအေးကတိုင်းခြားချက်ရှိလျင်ဥစွာသတိပေးစာထုတ်ပြီးဟန်တားရမည်ဟုမိုင်မာနာကိုပြောသည် New Line New Line ပြည်သူချင်းငွေပေးငွေယူကိစ္စတွေနိုင်ထက်စီးနီးကိစ္စတွေကတချိန်မှာသူတို့ချင်းတရားစွဲဆိုပြီးတော့တွားရမယ့်ကိစ္စတွေဖြစ်တဲ့ပြည်သူတိုင်းတိုင်းတက်ဖြတ်ပြီးတော့ရှင်းနာတွေထက်တတိပေးစာတော့ထုတ်လို့ရတယ်ဒါတွေမလုပ်ကြဘူးဒီလောက်ပဲကောင်းတယ်ဟုကိုလူအေးကဆိုသည် new line new line တော်လိုင်းရေးတက်များသည်စည်ရေးနှင့်အုပ်ချုပ်ရေးပြစ်မှတ်များကိုပုံမိုတိုက်ခိုက်တင်သည်ဒေတာတွင်အရတားချင်းချင်းပြူစောထီဟုမှားယွင်းတိုင်ကြားတတ်သည်ကိုလည်းတတိထားတင်သည်ဟုငင်းကဆိုသည် new line new line ပြူစောထီးတွေပါဆိုပြီးတစိကက်ပြီးကြီးလိုက်ရင်လေအကုံလုံးကပြည်သူပဲတစ်သမားတွေပါပဲအဝေမတဲ့တာတွေဘာတွေနဲ့တက်ပြစ်တာဟု ကိုလူအေးကပြောသည်မာရင်တက်ဖြက်ပြီးမှဒလန်ပြူစောထီးဟုတစိကက်ချင်းမှာတော်လန်ရေးနှင့်စန့်ကျင်ဘက်ဖြစ်နေသည့်အုတ်ချုပ်ရေးမှုများကိုတက်ဖြက်နေမှုများကန့်ကွက်မခံရခြင်းမှာထိုသူတို့ကစစ်သားတက်စုဆောင်ရာတွင်ပါဝင်နေကြခြင်းကြောင့်ဖြစ်သည်ဟုသူကဆက်ပြောသည် new line new line အုတ်ကြီးရွေးရှင်းနေဆိုတာတောင်စစ်မှုထမ်းဥပဒေကြောင့်ဒီလောက်အထိလက်ခံတာကျွန်တော်တို့ကတခြားဥပဒေတွေနဲ့ဆုံးမရမှာဖြစ်တယ်ဖူကိုလူအေးကပြောသည် new line new line နိုင်ငံတောင်ပိုင်းတနင်္လာရီတိုင်းတွင်လည်းဒလန်ဟုဆွဆွဲခံရသူအများပြားရန်ပြုခံခဲ့ရသည့် New Line New Line 2023အောက်တိုဘာလတွင်လောင်ကုန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကအထက်သို့တင်ပြသည့်အစီရင်ခံစာတွင်ဒလန်ဖြစ်သတ်မှတ်ပြီး16ဦးကိုတပ်ဖြတ်ခဲ့ကြောင်းဖော်ပြထားသည့် New Line New Line ထိုဒေသတွင်ဒလန်ဟုဆွဆွဲတပ်ဖြတ်ခံရသူလစဉ်30ဦးဝန်းကျင်ရှိသဖြင့်ပြည်သူတို့ကဝေဖန်ခဲ့ကြသည့် ဝိုင်းဝန်းဝေဖန်ကြသဖြင့်ထိုမှုများရောကြသွားသည်ဟုအင်္ဂါထင်းနေတဲ့ရဲ့အဖွဲ့ဤ2023ဒီဇင်ဘာလထုတ်အစီရင်ခံစာတစ်စောင်ကဆိုသည် New Line New Line ဖေကုံမြို့နယ်တပ်ဖြတ်မှု New Line New Line တလန်ရှင်းလင်းရေးဟူသောခေါင်းစဉ်အောက်မှတပြက်ခံရသူများတဲ့တွင်စစ်ကောင်စီတရင်ပေးများပါဝင်တဲ့ကဲ့သို့မှားရင်တပြက်ခံရသူများလည်းပါဝင်တတ်သည့် new line new line မက်စလာ၄ရက်နေ့ကရှမ်းပြည်နယ်တောင်ပိုင်းဖေကုံမြို့နယ်အုံတိုင်းရွာတွင်ပြားစစ်ကြောင်းအမည်ရှိတော်လန်ရေးအဖွဲ့က ကျောင်းထိုင်ဆရာတော်နှင့်ကပိယကိုပြစ်တက်လိုက်သည် new line new line ထလန်ဟုဆဆွဲခံထားရသောထိုနှစ်ဦးထံတွင်စစ်ကောင်စီတပ်သားတချို့၏ဖုံးနံပါတ်တွေ့သည့်ဖြင့်တက်လိုက်ကြောင်းထိုအဖွဲ့ကဝန်ခံသည်ဟုဖေကုံမြို့နယ်ပြည်သူလုံခြုံရေးတပ်ဖွဲ့ကမတ်လ9ရက်နေ့တွင်စာထုတ်ပြန်သည့်စိတ်လိုက်မှန်ပါပြုမှုသွားသောပြားစစ်ကြောင်းတပ်ဖွဲ့ဝင်ကိုထိုက်တင်သောအပြစ်ပေးအရေးယူမှုချမှတ်ဆောင်ရွက်နေသည့်နောက်တွင်အလားတူကိစ္စရပ်မျိုးထပ်မံမဖြစ်ရလေအောင်ပြားစစ်ကြောင်းကစင်ကျင်သွားမည်ဟုတရားကြောင်းထုတ်ပြန်ချက်တွင်ရေးထားသည့် new line new လိုင်း၂၀၂၀တွင်အာနာသိမ့်လိုက်သောစစ်တပ်ကိုခုခံတော်လှန်မှုစတင်ပြီးနောက်ဒလန်ဟုဆွဆွဲတက်ဖြတ်မှုမှာဒေသအသီးသီးတွင်မကြာခဏပေါ်ပေါက်လာရာခုခံစစ်တွင်အရေးပါသည့်နောက်အစိုးရကလည်းရန်သူတရင်ပေးများကိုအရေးယူရာတွင်ဥပဒေနှင့်အညီဖြစ်ရမည်ဟုညွှန်ကြားထားသည်ရန်သူတရင်ပေးများစစ်တုံးပန်းများကိုဥပဒေနှင့်အညီအရေးယူဆောင်ရွက်ရာတွင်တပ်တွေအထောက်အထားစာရွက်စာရမ်းများထားရှိရမည်ဖြစ်ပြီးအပြစ်မဲ့ပြည်သူများကိုထိခိုက်မှုမရှိစေရန် အထူးကယူပြုဆောင်ရွက်ရမည်နာကာွယ်ရေးဝင်ကြီးဌာနစည်ရေးပြမှုဆိုင်ရာစုံစမ်းစစ်ဆေးရေးဗဟုကော်မရှင်၏2022ခုနှစ်မတ်လ14ရက်နေ့ထုတ်ကြေညာချက်တွင်ဖော်ပြထားသည့် new line new line ထို့သို့တတိပေးထားလင်ကစားဒလန်ဟုယူဆရသူကိုဖမ်းဆီးစစ်ဆေးခြင်းပင်မပြုတော့ဘဲထိုသူရှိနိုင်သည့်နေရာအထိတွားရောက်ပစ်တက်မှုမျိုးရန်ဖန်ရန်ကာဖြစ်ပေါ်နေစေဖြစ်သည့် new line new line အစစ်စစ်စစ်ဆေးခြင်း new line new line ဒလန်ဟုယူဆခြင်းဒလန်ဟုဆွဆွဲတိုင်ကြခြင်းတို့နှင့်ပတ်သက်ပြီးကိုင်းတွယ်အေးအေးယူကြစဉ်အလင်းစလိုဆောင်ရွက်မှုမပြုသည့်အဖွဲ့တစ်ခုမှကရင်နီမျိုးသားများကာကွယ်ရေးတပ် Hand ဖြစ်သည့် New Line New Line ဒလန်ဟုယူဆရသူများကိုဖမ်းဆီးရမိပါကကရင်နီပြည်နယ်ရဲတပ်ဖွဲ့ထံတွင်ပြောင်းပေးကြောင်းစကဆက်လက်ဆောင်စန်းစစ်ဆေးပြီးတေချာမှထိုအမှုကကရင်နီတရားရုံးသို့ရောက်မည်ဖြစ်ကြောင်းခန်ဒူးစစ်ဦးစီးချုပ်မာဝီကမိုင်မနဲကိုပြောသည့် New Line New Line တရားရုံးကပြစ်မှုထင်ရှားကြောင်းတွေးရှိဆုံးဖြတ်ပါကထိုက်သိမ်းသည့်ပြစ်ဒဏ်ချမှတ်ကြောင်းငင်းကဆိုသည့် new line new line တရားပြည်နယ်ခေါ်ကရင်ပြည်နယ်အတွင်းနေမြေအများစုကိုတော်လန်ရေးအင်အားစုကထိန်းချုပ်ထားပြီးအကျဉ်းထောင်နှင့်ခုတိစောက်ထားကပြစ်မှုကျူးလွန်သူများနှင့်စစ်တုံးပန်းများကို ထိန်းသိမ်းထားသည့် new line new line နက်နက်ကင်ထားသူများတရားလက်လွတ်ဖြစ်လာပါကကောင်းမွန်သည့်လူအဖွဲ့အစည်းတစ်ခုတိစောက်နိုင်မည်မဟုတ်ကြောင်းဒုစစ်ဦးစီးချုပ်ကတတိပေးသည့် new line new line ကျွန်တော်တို့ဘက်မှာတော့ဒလန်တွေနဲ့ပတ်သက်တာသတင်းပေးတွေနဲ့ပတ်သက်ရင်လက်လွတ်စပယ်တက်ချင်းဖြတ်ချင်းလှုပ်ချင်းကြိုင်ချင်းတွေကိုခွင့်မပြုထားဘူးလှုပ်ခွင့်လည်းမပေးထားဘူးကျွန်တော်တို့လုပ်လဲလုပ်မနေဘူးဟု သူကဆိုသည် new line new line တော်လန်ရေးတက်ဖွဲ့များနမဲကြီးကျယ်ပြန့်နေသည့်စစ်ကောင်စီတက်ကဲ့သို့ဖြစ်မသွားရန်တတိထားရမည်ဟုလည်းသူကမှတ်ချက်ပြုသည် new line new line စစ်တက်လို့မဖြစ်ဖို့ဆိုတာကလက်နက်ကိုအားကိုးပြီးတော့မှ အရာရာတိုင်းမှာတနက်ပြောင်းထည့်ရဲ့ဩဇာနဲ့လှုပ်လိုက်တဲ့ဟာမျိုးတွေပေါ့ရှင်ခိုင်းကျင်ရင်လဲလူတယောက်ရဲ့ပါဇက်ပဲတေခိုင်းကျင်ရင်လဲလူတယောက်ရဲ့ပါဇက်ပဲတနက်ပြောင်းထည့်ပဲဆိုတာမျိုးမဖြစ်ပဲနဲ့တကယ်ကိုဓာရောတရားရောမြင့်မြတ်တာသုံးနိုင်ဖို့လိုတာပေါ့ဟုခန်ဒီတူးစစ်ဦးစည်းချုပ်ကပြောလိုက်သည်ရန်သူတရင်ပေးများစစ်တုံပန်းများကိုဥပဒေနှင့်အညီအေးအေးယူဆောင်ရွက်ရာတွင်တပ်တေအထောက်အထားစာရွက်စာရမ်းများထားရှိရမည်ဖြစ်ပြီးအပြစ်မဲ့ပြည်သူများကို ထိခိုက်မှုမရှိစေရန် အထူးကယူပြုဆောင်ရွက်ရမည်နာကာွယ်ရေးဝင်ကြီးဌာနစည်ရေးပြမှုဆိုင်ရာစုံစမ်းစစ်ဆေးရေးဗဟုကော်မရှင်၏2022ခုနှစ်မတ်လ14ရက်နေ့ထုတ်ကြေညာချက်တွင်ဖော်ပြထားသည့် new line new line ထို့သို့တတိပေးထားလင်ကစားဒလန်ဟုယူဆရသူကိုဖမ်းဆီးစစ်ဆေးခြင်းပင်မပြုတော့ဘဲထိုသူရှိနိုင်သည့်နေရာအထိတွားရောက်ပစ်တက်မှုမျိုးရန်ဖန်ရန်ကာဖြစ်ပေါ်နေစေဖြစ်သည့် new line new line အစစ်စစ်စစ်ဆေးခြင်း new line new line ဒလန်မှုယူဆခြင်းဒလန်မှုဆွဆွဲတိုင်ကြခြင်းတို့နှင့်ပတ်သက်ပြီးကိုင်းတွယ်အရေးယူကြစဉ်အလင်းစလိုဆောင်ရွက်မှုမပြုသည့်အဖွဲ့တစ်ခုမှကရင်နီမျိုးသားများကာကွယ်ရေးတပ် Hand ဖြစ်သည့် New Line New Line ဒလန်မှုယူဆရသူများကိုဖမ်းဆီးရမိပါကကရင်နီပြည်နယ်ရဲတပ်ဖွဲ့ထံတွင်ပြောင်းပေးကြောင်းစကဆက်လက်ဆောင်စန်းစစ်ဆေးပြီးတေချာမှထိုအမှုကကရင်နီတရားရုံးသို့ရောက်မည်ဖြစ်ကြောင်း Hand ဒူးစစ်ဦးစီးချုပ်မာဝီကမိုင်မနဲကိုပြောသည့် New Line New Line တရားရုံးကပြစ်မှုထင်ရှားကြောင်းတွေးရှိဆုံးဖြတ်ပါက ထိုက်သိမ်းသည့်ပြစ်ဒဏ်ချမှတ်ကြောင်းငင်းကဆိုသည့် new line new line တရားပြည်နယ်ခေါ်ကရင်ပြည်နယ်အတွင်းနယ်မြေအများစုကိုတော်လှန်ရေးအင်အားစုက ထိန်းချုပ်ထားပြီး အကျဉ်းထောင်နှင့်ခုတိဆောက်ထားကပြစ်မှုကျူးလွန်သူများနှင့်စစ်တုံးပန်းများကိုထိမ့်သိမ်းထားသည် new line new line နန်းနက်ကင်ထားသူများတရားလည်လို့ဖြစ်လာပါကကောင်းမွန်သည့်လူအဖွဲ့အစည်းတစ်ခုတိဆောက်နိုင်မည်မဟုတ်ကြောင်းဒုစစ်ဦးစီးချုပ်ကသတိပေးသည် new line new line ကျွန်တော်တို့ဘက်မှာတော့ဒလန်တွေနဲ့ပတ်သက်တာသတင်းပေးတွေနဲ့ပတ်သက်ရင်လက်လွတ်စပယ်တက်ချင်းဖြက်ချင်းလှုပ်ချင်းကင်ချင်းတွေကိုခွင့်မပြုထားဘူးလှုပ်ခွင့်လည်းမပေးထားဘူးကျွန်တော်တို့လှုပ်လဲလှုပ်မနေဘူးဟု သူကဆိုသည် new line new line တော်လန်ရေးတပ်ဖွဲ့များနမဲကြီးကျယ်ပြန့်နေသည့်စစ်ကောင်စီတပ်ကဲ့သို့ဖြစ်မသွားရန်တတိထားရမည်ဟုလည်းသူကမှတ်ချက်ပြုသည် new line new line စစ်တပ်လိုမဖြစ်ဖို့ဆိုတာကလက်နက်ကိုအားကိုးပြီးတော့မှအရာရာတိုင်းမှာတနက်ပြောင်းထည့်ရဲ့ဩဇာနဲ့လှုပ်လိုက်တဲ့ဟာမျိုးတွေပေါ့ရှင်ခိုင်းခြင်းရင်လဲလူတယောက်ရဲ့ပါဆက်ပဲတေခိုင်းခြင်းရင်လဲလူတယောက်ရဲ့ပါဆက်ပဲတနက်ပြောင်းထည့်ပဲဆိုတာမျိုးမဖြစ်ပဲနဲ့တကယ့်ကိုဓာရောတရားရောမြင့်မြတ်တာတုံးနိုင်ဖို့လိုတာပေါ့ဟုခန်ဒီ26ဦးစီးချုပ်ကပြောလိုက်သည်